င်ဖြူရောနားမှာဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုပြီးအမေရိကန်အစိုးရဟောအာဖဂန်နစ္စတန်နိုင်ငံသားတွေရဲ့ပြည်ဝင်ခွင့်အလျှောက်ထားမှုမှန်သမျှကိုဆိုင်းငံ့ထားစေလိုက်ပါတယ်။နိုဝင်ဘာ26ရက်နေ့တုန်းကဝါရှင်တန် DC မြို့တော်ထဲမှာအင်ဖြူရောနဲ့ဘလော့စ်နှစ်ခုအကွာကလမ်းဆောင်မှာလုံခြုံရေးစောင့်ကြနေတဲ့အမေရိကန်အမျိုးသားအစောက်တပ်ရဲ့တပ်ဖွဲ့ဝင်စစ်သား၂ယောက်ကိုလူတစ်ယောက်ကတနက်နဲ့ပြစ်ခတ်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာစစ်သား၂ယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတနက်သမောကိုတော့နောက်ထပ်စစ်သားတယောက်ကပြစ်ခတ်ပြီးအရှင်ဖမ်းမိခဲ့ပါတယ်။ တန်တရားတရားခဟောအသက်29နှစ်အရွယ်ရောမန်နျူလာလာဂန်ဝဲဆိုသူဖြစ်ပြီး2021တုန်းကအမေရိကန်ကိုရှေ့ပြောင်းလာတဲ့အာဖဂန်နစ္စတန်နိုင်ငံသားတူဦးလို့သတင်းတွေကဖော်ပြခဲ့ပါတယ်။အဲဒီနောက်နိုဝင်ဘာလ28ရက်နေ့မှာတော့အမေရိကန်အစိုးရရဲ့နိုင်ငံသားနဲ့ရှေ့ပြောင်းအခြေချမှုဆိုင်ရာဌာနကအာဖဂန်နိုင်ငံသားတွေနဲ့ဆက်နွယ်တဲ့ပြည်ဝင်ခွင့်အလျှောက်ထားမှုမှန်သမျှကိုဆိုင်းငံ့ထားဖို့ညွှန်ကြားလိုက်တာပါအဲ့ဒီညွှန်ကြားချက်ဟာချက်ချင်းအသက်ဝင်စေမှာဖြစ်ပြီး လုံခြုံရေးဆိုင်ရာပြန်လည်ဆန်းစစ်မှုတွေမပြီးမချင်းကြောင်မြင့်နေလိမ့်မယ်လို့ဌာနရဲ့ထုတ်ပြန်ချက်ထဲမှာပါရှိခဲ့ပါတယ်။အထူးကြေညာချက်ထွက်မလာခဲ့နိုင်ပိုင်းအလိုမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကစစ်သားနှစ်ယောက်ပြစ်ခတ်ခံရတဲ့ကိစ္စဟာအကြမ်းဖက်တိုက်ခိုက်မှုလို့ဆွဆဲခဲ့ပြီးသမ္မတဟောင်းဂျိုးဘိုင်ဒန်လက်ထက်တုန်းကဝင်ချင်တိုင်းဝင်ခွင့်ပြုထားခဲ့တဲ့အာဖဂန်နစ္စတန်နိုင်ငံသားတွေတယောက်ချင်းစီကိုပြန်စီစစ်ရတော့မယ်လို့ပြောကြားခဲ့ပါတယ်။ထရမ့်ဟာအမေရိကန်ကိုရှေ့ပြောင်းအခြေချတဲ့နိုင်ငံသားတွေနဲ့ပတ်သက်ရင် တင်းမာတဲ့မူဝါဒမျိုးကိုကျင့်သုံးနေပြီးအခုပြက်ခတ်မှုကလည်းသူ့ရဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကိုပြင်ဆင်ပြောင်းလဲရမှာပါဝင်တက်ရောက်လာနိုင်ပါတယ်။ American ဒုတိယသမ္မတ James Steven Van ကလည်း Biden ဟာ American ကို Afghan နိုင်ငံသားတွေအစည်းအဝေးရှိအောင်နဲ့ကျင်းတဲ့ဝင်ရောက်လာအောင်လမ်းဖွင့်ပေးခဲ့သူလို့ဆွဆဲသွားပါတယ်။ရွှေပြောင်းအခြေချသူတွေပေါ် Trump အစိုးရကျင့်သုံးနေတဲ့မူဝါဒတွေကအရန်ခတ်တန်းကြောင်းတချို့ကဝေဖန်နေပေမဲ့ ဒီပြစ်ခတ်မှုဟာဝေဖန်သူတွေမှားတယ်ဆိုတာတသက်ပြပြီးသားဖြစ်စေခဲ့ကြောင်း Vance ကလူမှုကွန်ရက်မှာရေးသားထားခဲ့ပါတယ်ရှင်။